Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ American က Venezuela ကမ်းလွန်မှာရေနံတန်သင်္ဘောကြီးဒဇင်းကိုတင်စီလိုက်ကြောင်း Trump ပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်သမရဒေါ်နယ်ထရန့်ကတော့ American က Venezuela အနီးမှာရေနံတန်သင်္ဘောကြီးဒဇင်းကိုတင်ယူလိုက်ကြောင်းပြောကြားခဲ့ပါတယ်ကျွန်တော်တို့ Venezuela ကမ်းလွန်မှာရေနံတန်သင်္ဘောကြီးဒဇင်းကိုတင်လိုက်ပါပြီအရန်ကိုကြီးတဲ့သင်္ဘောဒဇင်းပါတကယ်တော့အခုချိန်အထိတင်စီခဲ့ဘူးတဲ့သင်္ဘောတွေတဲမှာအကြီးဆုံးပါပဲလို့ ထရန့်ကဗိုလ်တူးနဲ့အိမ်ပြူတော်ရိုစီပယ်ရွန်တဲမှာပြုတ်လုတဲ့အစည်းအဝေးတစ်ခုအတွင်းမှာပြောကြားသွားခဲ့တာဖြစ်ပါတယ်။သမရကဒီရေနဲ့တင်သင်းမောပိုင်ရှင်နဲ့သွားမဲ့နေရာအကြောင်းအသေးစိတ်ပြောဖို့ညှင်းဆိုခဲ့ပေမဲ့အလွန်ကိုကောင်းမွန်တဲ့အကြောင်းပြချက်ကြောင့်တင်းစီခဲ့တာဆိုပြီးတော့ပြောကြားခဲ့ပါတယ်။အဆိုပါတင်မောကို skipper လို့ခေါ်ပြီးတော့ဂိုင်ယာနာအလံလွှင့်ထူထားတဲ့ very large crude carrier အမျိုးအစားဖြစ်ကြောင်းစွန့်အင်အတိုင်းမခံကုမ္ပဏီ Kipla ရဲ့ American ဆိုင်ရာထိပ်တန်းလှိလာဆန်းသစ်သူ Smith ကပြောကြားခဲ့ပါတယ်။ စကစ်ပါဟာဆိုရင်နိုဝင်ဘာလလယ်ပိုင်းမှာရေနံစီတက်တသမတက်တန်းကိုလှုပ်ဝက်စွာတင်ဆောင်ခဲ့တာဖြစ်တယ်လို့ Smith က CNBC ကို ပြောကြားခဲ့ပါတယ်။တင်မောဟာကျူဘားကိုဥတီနေပုံရပါမယ်။ရေနံတင်ပြီးကြတဲ့ကဗင်နီဇွဲလားကမ်းလွန်မှာရက်တက်နေခဲ့တာဖြစ်တယ်လို့ Smith ကပြောကြားခဲ့ပါတယ်။ရှင်ထေကျုပ်ပန်ပွန်ဒီကတော့ဗိုလ်တုံးနဲ့နှောင်းပိုင်းမှာပဲ FBI ပြည်ရင်းလုံခြုံရေးဌာနရဲ့စုံစမ်းစစ်ဆေးရေး unit နဲ့ အမေရိကန်ကမ်းခြေဆောင်တပ်ဖွဲ့တို့ဟာပင်တဂွန်ရဲ့ထောက်ခံမှုနဲ့အတူဒီဂျီနန်တင်တင်းမောကိုတင်စီဖို့ဝရန်ကိုအကောင့်ထဲပေါ်ခဲ့တယ်လို့ပြောပါတယ်။ဘွန်ဒီက export က post တစ်ခုမှာရဟယင်ကနေစစ်သားတွေတင်းမောပေါ်တက်နေတဲ့ drone ရုပ်သံကိုမျှဝေခဲ့ပါတယ်။ Venezuela နဲ့ Iran ကနေရေနံတက်ယူပို့ဆောင်နေတဲ့ဒီတင်းမောဟာဆိုရင်နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းတွေကိုထောက်ပံ့တဲ့တရားမဝင်ရေနံတင်ပို့မှုကွန်ရက်မှာပါဝင်ပတ်သက်နေတာကြောင့်အမေရိကန်ကနှစ်ပေါင်းများစွာပိတ်ဆို့ထားတာဖြစ်တယ်လို့ဘွန်ဒီက ace မှာရေးသားခဲ့ပါတယ်။ American crude white zeno ဟာနေ့လယ်3:12မိနစ်အချိန်မှာတော့ဒဇီကို80စင်တက်တသမ200ခိုင်နှုန်းတက်ပြီး58.95 95ဒေါ်လာကိုရောက်ရှိခဲ့ပါတယ်။ American sand တော့ brand ကတော့80စင်တက်တသမ15ရာခိုင်နှုန်းတက်ခဲ့ပြီးတစီကို62.65ဒေါ်လာကိုရောက်ရှိသွားခဲ့တယ်ဆိုပြီးတော့သိရှိရတာပဲဖြစ်ပါတယ်ခင်ဗျာ။